။နာမည်တွေအားဒီမှာ United ကနေထွက်ခွာတော့မယ်လို့သတင်းတွေထွက်နေတဲ့အပေါ်ဖြင်းရှင်းလိုက်တဲ့ Ronaldo ပေါ့ဆာကာနာချိုပရိသတ်များလုံးဝမိင်္ဂလာများရွှေရောအိုင်မတ်ကွန်ရှီကော online agent ကနေပြန်လည်ချိုးလိုက်ပါရင်အလေးချတော့ကာနာချိုကတော့သူ့အနေနဲ့နာမည်တွေအားဒီမှာ United ကနေထွက်ခွာသွားနိုင်မလားဆိုတာဖြေပေးလိုက်ပြီပဲဖြစ်ပါရင်ကာနာချိုကိုခေါ်ယူဖို့နာပေါလီအပအဝင်ဘယောဘာထဲတဲ့အတင်းများစွာကစိတ်ဝင်စားနေကြပြီ United အနေနဲ့ကလည်းရောင်းချသွားနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေကြတာပါ United ဟာတိုက်စစ်ပိုင်းအပြောင်းအလဲများစွာပြုလုပ်ဖို့ရှိနေပြီးအသင်းအကယ်ဒမီထွက်ကစားမဖြစ်တဲ့ကာနာချိုကိုရောင်းထုတ်သွားနိုင်တာဖြစ်ပါရင် ပေးတဲ့ရက်ကလည်းယုံကြည်စိတ်ချရတဲ့တင်ဒောက်ဖြစ်တဲ့ David Austin က United အနေနဲ့အသင်းရဲ့ Academy ထွက်ကစားသမားတွေဖြစ်ကြတယ်။ Mainu Garnacho နဲ့ Noan Mainu ကိုတော့ Erison Casemiro တို့ထွက်မှာဖြစ်တဲ့အတွက်အသင်းမှာစက်ထင်းသွားမှာဖြစ်ကြောင်း Garnacho ကတော့တင်းတင်းနဲ့ပြောင်းချေချေရရင်ရောင်းချသွားမှာဖြစ်ကြောင်း debut ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်တော့ Garnacho ကသူ့အနေနဲ့ Golan Hala တဲ့တင်းကိုဂိမ်းမဆိုင်ကြောင်းနဲ့ United မှာခြေစွမ်းပြကစားဖို့ရဆက်လက်စိတ်အားထက်သန်နေကြောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ကနာချွာဒီအာဒီမှာစိန်တီခရစ်စတီယာရိုနယ်ဒိုတင်ရှိထားတဲ့စံချိန်တစ်ခုကိုလိုက်မိနိုင်ဖို့ရရှိနေသူဖြစ်ပါရင် ကာနာချိုအား2020နှစ်2023ရာသီမှာစတင်ပြီး United အသင်းကြီးမှာစတင်နေရရလာခဲ့တာပါ။ကာနာချိုအားရယ်ဒိုကိုလည်း Immediate ယူသူသူပါ။သူက Real ကို Idol ဖြစ်သတ်မှတ်ထားသူဖြစ်ပြီးသူရဲ့အသုံးဆောင်ပြုမှုတွေမှာလည်း Real နဲ့ပတ်သက်တဲ့အရာတစ်ခုမဟုတ်တစ်ခုကိုလုံးပြထားလေးရှိသူဖြစ်ပါတယ်။ကာနာချွန်အားကိုပိုင်အောင်ဝဲခံခုနှစ်ရှိသေးပုံမရပဲအမြဲတမ်းရော်နယ်ဒိုရဲ့အောင်ဝဲခံပုံတွေကတခုမဟုတ်တခုကိုသာယူသုံးဆွဲနေတတ်တာဖြစ်ပါတယ် ရန်ဒိုဆန်ဆန်စီဆိုပြီးတော့သူအချင်းချင်းအောင်ပွဲခံမှုတွေတိုက်ဆိုင်စွာနဲ့ပဲဂါနာချွဲရဲ့စီနီယာစားသမားဘွားဘရောင်ဆုံကိုကသူ့ရဲ့အိုင်နိုဂျီဖန်နီပေးခဲ့တာဖြစ်ပါတယ်။2022ခုနှစ်နိုဝင်ဘာလမှာဂါနာချွာရန်ဒိုရဲ့ဖန်နီပေးမှုကနေတဆင်ယူနိုက်တက်အတွက်ပထမဆုံးကိုကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂါနာချွာပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ဘရန်ဖို့နယ်ပွဲမှာဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်အသက်၂၁နှစ်အရွယ်မတိုင်ခင်မှာရန်ဒိုတင်ခဲ့တဲ့မှတ်တမ်းကိုလိုက်မိပွဲရရှိနေပါတယ်။ ရနေဒိုဟာအသက်၂၁နှစ်မတိုင်ခင်မှာပရီးမီးယားလိဂ်ကိုပါဝင်ပတ်သက်မှုစုစုပေါင်း25ကြိမ်နေပြုလုပ်နိုင်ခဲ့တယ်ကွာကာနာချိုအနေနဲ့ရနေဒိုရဲ့အဆိုအမတန်းကိုလိုက်မီဖို့အတွက်တစ်ချိန်သာလိုအပ်နေတာဖြစ်ပါတယ်ကာနာချိုရဲ့မွေးနေ့ကလာမယ့်ဇူလိုင်လမှာဖြစ်ပြီးသူ့အနေနဲ့မွေးနေ့မတိုင်ခင်မှာပရီးမီးယားလိဂ်မှာ၃ဘွယ်ကစားရအောင်မှာမို့သူ့အိုင်တော်ရဲ့စံချိန်ကိုလိုက်မီနိုင်မယ့်အခွင့်အရေးကရှိနေတာဖြစ်ပါတယ်အခုလောရနေဒိုရဲ့မှတ်တမ်းကောင်းကိုလိုက်မီနိုင်မယ့်အခွင့်အရေးရှိနေတဲ့ဘောကာနာချိုက ကျွန်တော်အနေနဲ့ဂိမ်းကနန်းတွေကိုဂိမ်းမဆိုင်ပါဘူး။ရိုနယ်ဒိုဟာယူနိုက်တက်မှာကစားစဉ်ကမတူကွဲပြားတဲ့ကစားသမားဖြစ်ခဲ့တာပါ။ပွဲစဉ်တွေကလည်းကွဲပြားပါတယ်။ကျွန်တော်ကအသင်းကိုကူညီချင်တာပါ။နိုင်ပွဲတွေရရှိချင်တာပါ။အခွင့်အရေးတွေလွှဲချော်ချင်အမားရဲတွေလုံးမိချင်ကျွန်တော်တို့လေးချင်ကပိုဆင်းကြတယ်။ပိုစူးစမ်းကြပါတယ်။ကျွန်တော်တို့အားလုံးပိုကောင်းလာတယ်လို့ထင်ပါတယ်။ပိုလည်းစူးစမ်းပါအောင်မယ်လို့ဆိုခဲ့တာပါ။ဆက်လက်ပြီးနာမည်တွေရာစီမှာအသင်းပြောင်းရနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်နေတဲ့အပေါ်မှာလည်းကာနာချိုကဘောလုံးသမားတစ်ယောက်အနေနဲ့ကောလာဟာလာဆိုတာမျိုးကအမြဲတမ်းကြားနေရတာပါပဲ။ ဒါပေမဲ့ကျွန်တော်က2028အထိ United နဲ့စာချုပ်ရှိတဲ့သူကကျွန်တော်အသင်းအတွက်ကစားပေးရတာပြောနေပါတယ်လို့တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ် United ဟာလက်ရှိမှာ Europa League Final ကိုရောက်နေတဲ့အသင်းဖြစ်ပါတယ်တင်းနေတော့အနေနဲ့ Premier League ပြန်မဲ့ Spurs အသင်းနဲ့ရင်ဆိုင်ရမှာပါ Spurs ကလည်း United လိုပဲ PR အောင်ရောက်နေပြီမပေးစရာအဆင့်30ပြန်မရောက်နေတာဖြစ်ပါတယ် Europa League Champion ဖြစ်ရင် Champion League ဝင်ခွင့်နဲ့ရမှာဖြစ်တဲ့အတွက်ကြီးကတော့ကြီးပါတယ် United တို့အမှားရမကန်ပဲကြော်ဖြတ်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ